ားလုံးပဲမင်္ဂလာပါရှင်စေဝသုဒ္ဓကဏ္ဍအနေကျူဆိုပါရရှင်ဒီတစ်ပတ်စေဝသုဒ္ဓကဏ္ဍအနေပြီးတော့မြောက်ပြီးခြင်းတဲ့အကြောင်းအရာတော့ဗောနော်ကလေးတွေဝမ်ပြဝမ်ရှော့ဖြစ်တယ်ဆိုရင်တဲ့ပရိုဘိုင်အိုတစ်ကိုတောက်သုံးသင့်လားဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့မျှဝေဆွေးနွေးသွားမှာဖြစ်ပါရရှင်ဒီမှာတော့ဒေါက်တာညင်းကိခိုင်ဖြစ်ပါရရှင် အန်ဒီ probiotic ဆိုတာဘာလဲပေါ့နော် probiotic ဆိုတာကတော့အန်ဒီဒီခန္ဓာကိုယ်ပေါ့နော်ခန္ဓာကိုယ်အစာအိမ်ထဲမှာရှိရတဲ့သဘာဝပေါ့နော်ပိုကောင်လေးတွေပါတဲ့အန်ဓာတ်တစ်မျိုးဖြစ်ပါတယ်ရှင်ဒီ probiotic ကကျမတို့ဒီခန္ဓာကိုယ်အထူးသဖြင့်ပေါ့နော်အဲဒီဥလန်းချောင်းရဲ့လှုပ်ရှားမှုလေးတွေပိုပြီးတော့ကောင်းမွန်စေရဲ့ပြီးတော့ဥလန်းချောင်းမှာအစာလေးတွေခြေဖြတ်မှုကိုပေါ့နော်ပိုပြီးတော့အားပေးစေနိုင်တဲ့အန်အစာတွေခြေဖြတ်တာကနေတစ်စက်အာဟာရစုပ်ယူမှုရရှိအောင်လို့ဆောင်ရွက်ပေးနိုင်တဲ့ဓာတ်တစ်မျိုးလေးလည်းဖြစ်ပါတယ်ရှင် ပြောရမယ်ဆိုရင်တော့တက်ရှိပေါ့နော်ကောင်းကျိုးပေးတဲ့တက်ရှိတတဝါလေးတွေဖြစ်ပါလေရှင်။ဒါအပြင် probiotic ကိုတောက်သုံးခြင်းအဖြစ် immunity လို့ခေါ်တဲ့ခုခံအားကိုလည်းပိုမိုပြီးတော့ကောင်းမွန်စေနိုင်တဲ့အာသီးတင်ရှိပါတယ်ရှင်။ဒီကျမတို့ခန္ဓာကိုယ်ထဲမှာဒီလိုမျိုးကောင်းတဲ့ bacteria ပိုးလေးတွေပေါ့ probiotic လေးတွေကပမာဏီလဲဆိုတော့အစာအိမ်ထဲမှာနေတတ်တဲ့အဲဒါအပြင်ပေါ့နော်ကျမတို့ခန္ဓာကိုယ်ထဲမှာဆိုဥလန်းချောင်းတစ်လျှောက်မှာနေတဲ့အမျိုးသမီးတွေဆိုရင်ဒီမိမကူပေါ့နော်မိမကူနေမှာနေတာမျိုးတွေရှိတတ်ပါတယ်ရှင်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဒီကောင်း င်းတဲ့ဗက်တီးရီးယားလေးတွေဖြစ်တဲ့ probiotic တွေအခြေအနေမျိုးမျိုးကြောင့်ယောနေသွားတာမျိုးဖြစ်နိုင်တယ်မရှိတော့တာမျိုးဖြစ်တတ်ပါတယ်ဘလို့ခြေအနေမျိုးတွေကြောင့် probiotic လို့ခေါ်တဲ့ကောင်းတဲ့ဗက်တီးရီးယားလေးတွေမရှိဘူးလဲဆိုတော့ပထမဆုံးတစ်ခုကတော့ကျမတို့အဲဒီပိုသက်ဆေးတွေကြောင့်ပေါ့နော်အများစုပိုသက်ဆေးတွေတောက်သုံးလိုက်တဲ့အခါမှာခန္ဓာကိုယ်ထဲမှာကောင်းတဲ့ဗက်တီးရီးယားရောအဲယောဂဖြစ်စေတဲ့ဗက်တီးရီးယားတွေအကုန်လုံးသိမ်းဆုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ probiotic လေးတွေကောင်းတဲ့ဗက်တီးရီးယားလေးလည်းနည်းသွားတာမျိုးဖြစ်တတ်ပါတယ်ဒါအပြင်ပေါ့နော်တခါတည်းရမှာဒီခန္ဓာကိုယ်ထဲဟို virus ပိုဝင်တာမျိုးကြောင့်လည်းအဲဒီ probiotic လေးတွေနေတာမျိုးဖြစ်နိုင်ပါတယ်အဲဒါအပြင်ပေါ့နော်ရှားအခြေအနေမျိုးမျိုးကြောင့်လည်း probiotic တွေနေတာမျိုးရှိတတ်ပါတယ်အဲဒီမှာဆိုရင်ကျမတို့ကအဲခလေးတယောက်ကပေါ့နော်ဝမ်ပြက်ဝမ်ရှော့ဖြစ်တယ်ဆိုရင် probiotic တောက်လို့ရလားဆိုရင်တော့ကျမတို့ဒီ probiotic ကိုတောက်သုံးလို့ရပါတယ်အထူးသဖြင့်ပေါ့နော်ဒီလေးလာတွေးရှိချက်တွေအရ probiotic ကိုခလေးငယ်ကပိုသက်စေကြောင်ရဲ့ပိုသက်စေရဲ့ပေါ့နော်နောက်ဆက်တွဲဆိုးကျူးကြောင်ဝမ်ပြက်ဝမ်ရှော့ဖြစ်ရင်တော့လကောင်းအဲဒါမှမဟုတ်ရင်ခလေးငယ်မှာ virus ပိုဝင် င်ခြင်းကြောင့်ဝမ်ပြက်ဝမ်ရှော့ဖြစ်တာကြောင့်ဆိုရင်ကျမတို့ probiotic ကထိရောက်တယ်ဆိုပြီးတော့ပြောထားမျိုးတွေ့ရှိရပါတယ်ရှင်အဲဘာဖြစ်လို့လဲဆိုတော့ probiotic ကိုတောက်ချင်းအပြည့်ကလေးငယ်ရဲ့အာဒီဝမ်ပြက်ဝမ်ရှော့တာကိုတတ်တာစီနိုင်တယ်ဒါအပြင်ပေါ့နော်ကလေးငယ်ဘိုက်အောင်နာမျိုးဝမ်ဘိုက်အောင်နာမျိုးတွေကိုတတ်တာစီနိုင်တဲ့အပြင်ဒီဝမ်သွားမှုကိုလည်းပေါ့နော်ပုံမှန်ဖြစ်အောင်လို့တတ်တာ ပုံမှန်ဖြစ်အောင်လို့ပြုလုပ်ပေးနိုင်တယ်။တချို့ကလေးတွေဆိုရင် one shot လို့တောက်တာမဟုတ်ဘဲနဲ့ one shot တက်တဲ့ကလေးတွေဆိုရင်လည်းဒီ probiotic ကိုတောက်သုံးခြင်းအဖြစ် one ကိုပေါ့နော်ပုံမှန်ဖြစ်အောင်လို့ထိမ့်သိမ့်ပေးနိုင်တဲ့အခြေအနေမျိုးရှိပါတယ်ရှင်။အဲတချို့ကတော့ကုခန်အကောင်းခြင်းလို့ပေါ့နော် probiotic ကိုတောက်တာမျိုးလည်းရှိပါတယ်ရှင်။ဒါကတော့ဒီ probiotic နဲ့ပတ်သက်ပြီးတော့ပေါ့နော်အစာအိမ်နဲ့ဦးလမ်းကြောင်းအခြေအနေမျိုးတွေ probiotic နဲ့ပတ်သက်ပြီးတော့ကုခန်နဲ့ပတ်သက်တာမျိုးတွေမျှဝေသွားတာဖြစ်ပါတယ်ရှင်။ဒါအပြင်ကျမတို့ကကလေးငယ်တယောက် one ပြက် one shot ဖြစ်တယ်ဆိုရင်တစ်ဖက်က ကလည်းမလုပ်ပေးရမလဲဆိုတော့တစားရီလေးတိုက်ပေးဖို့လိုအပ်ပါတယ်ရှင်ကိုကလေးငယ်ကိုတစားရီတိုက်ဖို့လိုအပ်တယ်ဒါအပြင်ပေါ့နော်ကျမတို့က oral zin လို့ခေါ်တယ်ပေါ့နော် zin အရေးလေးတွေတိုက်ပေးဖို့လည်းလိုအပ်ပါတယ်ဒီ oral zin zin အရေးတွေကလည်းကျမတို့ဒီ one ပြည့် one shot ရဲ့အချိန်ကာလကိုတိုးစေနိုင်တယ် one ပြည့် one shot ခြင်းရဲ့ဆိုးရိုးရွားမှုကိုလည်းတက်တာစေနိုင်တာမျိုးရှိနိုင်ပါတယ်နမူနာမြင်တောင်ပြောရမယ်ဆိုရင်ဥမာဒီ zin နဲ့ probiotic တောက်ထားတဲ့ကလေးငယ်ကအဲမတောက်ထားတဲ့ကလေးငယ်တက်စာရင် one ပြည့် one shot ဖြစ်တဲ့အချိန်ပေါ့နော်ဥမာ ရက်နဲ့တက်တာသွားမျိုးအဲတချို့မတောက်ထားတဲ့ကလေးကြတော့9ရက်လောက်နေမှတက်တာတာမျိုးဒါမျိုးလေးတွေလည်းလိလာတွေ့ရှိချက်လေးတွေကိုတွေ့ရှိထားပါတယ်ဒါကြောင့်မလို့အဲမိမိကလေးငယ်ကဝမ်ပြက်ဝမ်ရှော့ဖြစ်တဲ့ဆိုရင်ကျမတို့ကအဲဒီဒက်စာရိုက်တိုက်လို့ရတယ်ပရိုဘာတီတိုက်လို့ရတယ်ဒါအပြင်ပေါ့နော်ကျမတို့အဲဒီအော်ရီဇင်လေးတွေတိုက်လို့ရတယ်အဲ့လိုမှတိုက်နေမှာကိုကလေးကပုံပြီးတော့ဝမ်ပြက်ဝမ်ရှော့ကပို့ပြီးတော့တနေ့ကိုပေါ့နော်9ချိန်6ချိန်ထပ်ပို့ပြီးများလာတယ်ဝမ်ပြက်ဝမ်ရှော့ကလည်းအတူတူကလေးငယ်ကအရန်အန်လာတယ်ဒါအပြင်ဝမ်ပြက်ဝမ်ရှော့ဖြစ်နေနေမှာကလေးလေးက နှုံးလာတယ်။ဘာမှမစားကျင်တော့ဘူး။ဒါပြင်မြတ်တွင်းနေအရင်ဟောက်ပတ်တွေဖြစ်လာတယ်။ငိုတဲ့အခါမှာမျက်ရည်မကျတော့ဘူးပေါ့နော်။အဲပြီးတော့စီးသွားတာလည်းနဲလာတယ်ဆိုရင်တော့ကျမတို့နိဆက်ရဆေးရုံဆေးကန်းကိုသွားပြီးတော့ပြတ်တာပြစ်တင်ပါလိမ့်ရှင်။ဒါဆိုရင်တော့ဒီဗီဒီယိုလေးကနေပြီးတော့အာ probiotic နဲ့ဝမ်ပြက်ဝမ်ရှော့ကြောင်းနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားတာဖြစ်ပါလိမ့်ရှင်။ကြည့်ရှုသူများအားလုံးကျမချမ်းသာကြပါစေရှင်။ thank you